uh, Facebook Live ကနေပြီးတော့ဆက်ဆက်မေးထားပါရခင်ဗျာအရှင်ဖေဟာမေတီလာရှင်တွင်နဲ့ရဟန်းနေရဲ့ဝင်းနီကွာခြားချက်ရှိပါသလားဖေဟာကိုရင်တွေကြတော့အသက်ကန့်သက်ချက်ပြည့်မီရင်ရဟန်းတက်လို့ရပြီတော့မေတီလာရှင်တွေကြတော့အသက်ဘလောက်ကြီးကြီးကိုရင်တွေနဲ့ဝင်းနီအတူတူပဲဖြစ်နေရတာပါလေဖေဟာမေတီလာရှင်တွေကရဟန်းဝင်းနီမျိုးကိုမလိုက်နာနိုင်တယ်လို့ ဖခင်ကယူဆခဲ့လို့များလားဖခင်တပည့်တော်ကမိန်းကလေးတယောက်အနေနဲ့မမျှတဘူးလို့ခံစားမိတဲ့အတွက်ဖြေချပေးစီလိုပါတယ်ဖခင်လို့မိထားပါတယ်ဖခင်သီလရှင်သီလနဲ့ဘိက္ခုကယဟန်သီလအကိုရင်သီလမတူပါဘူးနော်အဲသီလကိုရင်ကြလို့ရှင်ဦးဇင်းတို့ဆယ်ပါးသီလကိုအခြေခံပြီးတော့သီလတွေအများကြီးဖြစ်ကျင်ရပါတယ်အချင်းချုပ်အပြင်ကိုရင်သီလဟာ139ပါးရှိတယ်ကိုရင်သီလနော်အချင်းချုပ်ကအဲမေသီလရှင်သီလတိတိကျတော့ဦးဇင်းလည်းမသိဘူးပေါ့နော်ဒါပေမဲ့ ဆယ်ပါးတိလာပိုင်းကြတော့ကွာတယ်လေမေတ္တလာရှင်ဒီတော်တော်များများဆယ်ပါးတိလာမထိန်ပါအောင်များသွားပြီး၈ပါးတိလာ၉ပါးတိလာများတယ်လေကိုရင်ကြတော့ဆယ်ပါးတိလာထိန်ရတယ်ပြီးရင်ကိုရင်ဝတ်တဲ့ခါမှာစီကန်းရှိတယ်တရဏဂုံ၃ပါးကိုထန်ကရန်ကြကြပြီးရမယ်နော်အဲ့လိုမျိုးတွေရှိတယ်ဥပဒေတွေရှိတယ်ပေါ့အဲ့တော့တိလာရှင်တွေမှာကြတော့ထန်ကရန်ပြီးသည်ဖြစ်စေမပြီးသည်ဖြစ်စေတိလာရှင်ညာဖြစ်ပြီးသားပဲလေအဲ့တော့တိလာရှင်ကအကြောင်းစင်းတော့သာသနာနွယ်ဝင်လို့ခေါ်ပါတယ်နော်သာသနာနွယ်ဝင်ပေါ့သူကဟိုသာသနာတွင်သားထဲမှာပါပြီမဲ့သူကဒီလိုလို့ခေါ်မလဲ ိက္ခုနီမဟုတ်ဘူးသာသနာနဲ့ဆက်နွယ်နေတဲ့သူတော်စင်ပေါ့နော်ဒါကြောင့်သာသနာနွယ်ဝင်လို့ဆရာတော်ကြီးတွေကသတ်မှတ်ပါတယ်အဲ့တော့ကိုရင်ကြတော့သူကဗုဒ္ဓရဲ့ဥပဒေအောက်မှာလမ်းကြောင်းမှာသွားတဲ့အတွက်ကြောင့်ကိုရင်အသက်20ပြည့်ရင်ရဟန်းခံလို့ရတယ်သူတိလရှင်ကြတော့သူကဘိက္ခုနီသာသနာကကွယ်သွားပြီဖြစ်တဲ့ကြောင့်တော့ဘိက္ခုနီဘုရားကိုတက်ခွင့်မရတော့ဘူးသာမဏေမအတော်မှဖြစ်လို့မရနဲ့ဖြစ်သွားတာအောင်ဘိက္ခုနီမဝင်မယ်ဆိုလို့ရှင်အဆင့်ကနှစ်ဆင့်ရှိနေတယ်သာမဏေမကိုရင်မဘုခေါ်တာပေါ့ကိုရင်လေးတွေလို့သူတို့မှလည်းကိုရင်မအရင်ဝဲရမယ် တာမဏိမခေါ်တာပေါ့ပြီးမှတော့တိတ်ခမ်းမန်းဆိုပြီးတော့နှစ်နှစ်ထက်ကျင်အောင်မယ်အဲ့နှစ်နှစ်ကိုဖြတ်ကျော်ပြီးခါမှာသူတို့အဲ့ဒီရဟန်းခံလို့ရတာဆိုတော့အဲ့ဒီအစဉ်အဆက်ကိုဖြတ်ကျော်အောင်မှာဟိုတိနာရှင်လည်းကြတော့တာမဏိမလည်းမဟုတ်ဘူးတိတ်ခမ်းမန်းလည်းမဟုတ်ဘူးလေသူတို့ကသာသနာနွယ်ဝင်သူတော်စင်တွေပေါ့နော်တိနာရှင်လည်းကြတော့ဒါကြောင့်ဥပဒေလမ်းကြောင်းချင်းကမတူပါဘူးနော်တိလာချင်းလည်းကိုရင်တိလာနဲ့တိနာရှင်တိလာမတူပါဘူးကိုရင်နဲ့မှာတိလာတော်တော်များပါတယ် အဲဟုတ်တယ်သီလရှင်ကဒီလိုဦးဇင်းတို့မင်းတို့မင်းတို့ဒုံကလေးကပေါ်တယ်လို့ပြောရမှာပေါ့နော်ထုတ်ကောင်းဆရာတော်ကြီးတော့မှသီလရှင်အစမေကင်းကတော့တော့ပြောကြသေးတယ်လေအဲသီလရှင်အစမေကင်းကဆိုအရင်တော့ကဒီလိုอืมဖို့တူတော်နဲ့မေတူတော်လို့ခေါ်တယ်သီလရှင်လို့မခေါ်ဘူးအမျိုးသားတူတော်စင်ကိုဖို့တူတော်လို့ခေါ်တယ်ယနေ့ကကျတော့ဖို့တူတော်ဆိုခလေးတက်တက်လေးထင်သွားကြတယ်မဟုတ်ဘူးမင်းကလူကြီးတွေတူတာ ချစ်ခင်တော့ကလူကြီးတွေကိုသူကတောင်းမှနေပြီးတော့ကိုဘတိလာထိမိနေကြတဲ့လူတွေကိုဖို့သူတော်လို့ခေါ်တယ်။ဘူးပြေဖို့ကြတယ်ပေါ့။အဲ့လိုပဲမဲသူတော်ဆိုပြီးတော့အမျိုးသမီးတွေကလည်းပဲဟိုဒီဒီဘူးပြေဖို့ကြတာပေါ့နော်။ဘူးပြေဖို့ပြီးတော့ကိုဘတိလာထိကြတယ်။သူတို့ကမဲသူတော်လို့ခေါ်တယ်။အဲ့ဒါဖို့သူတော်နဲ့မဲသူတော်။အဲ့တိလာချင်းစားမဲကင်းကဆိုအဲ့ဒီကစားတယ်။အဲ့တော့မဲသူတော်ကနေမှတဖြည်းဖြည်းနဲ့စီကန်းနေစီကန်းနေတော့အဖွဲအဖွဲများလာတာပေါ့နော်။အဲ့လိုသူတို့လိုအင်ရတီဆောင်လူပောင်ကိုဆွန့်ခွာပြီးတော့ကိုဘတိလာထိပြီးတော့နေတဲ့လူထန်းတဲ့ပေါ်လာတာပေါ့သာသနာမှာပေါ်လာခဲ့တယ်။ အဲ့ဒါဂရုတစ်ခုအဖွဲ့အစည်းတစ်ခုဖြစ်လာတယ်။အဲ့ဒါအဲ့ဒါနဲ့တီလာရှင်ဆိုတဲ့ခေါင်းစဉ်နဲ့သူတို့စီကန်းနေပါတဖြည်းဖြည်းနဲ့ဖြစ်လာကြတာပေါ့နော်။အဲ့နောက်ပိုင်းကျတော့ဒီဘက်တန်ခါမဟာနိုင်ကဆရာတော်ကြီးတွေစသည်ဖြင့်ဆရာတော်ကြီးတွေကတီလာရှင်စီမင်းဆိုပြီးတော့တခါစီမင်းကိုတိတိကျကျတတ်မှတ်လိုက်တာပေါ့။တီလာရှင်ဆိုရင်ဘယ်အရောင်ဝေးရမယ်ဘယ်လိုဆုံးခံရမယ်ဘယ်လိုရက်တည်ရမယ်ဆိုတာဥပဒေစီမင်းတွေဆွဲလာကြတာပေါ့။မကြသေးပါဘူးတီလာရှင်သာသနာပေါ်တာလေ။ဟုတ်ဟုတ် ဆရာတော်ဖရာတပည့်တော်စာသင်သားယဟန်တပါးကိုပြပစာသင်စေငါးသိန်းကျက်လူမီဟုနှုတ်ကတိအခြေချင်းပေးထားပါသည်ဖရာယောဂကံနိုင်ငံ၏အခြေအနေကြောင့်မလှူဖြစ်သေးပါဖရာဆရာတော်တင်ထားပေးတဲ့ယဟန်များနှင့်ဝိထုငွေပတ်စံမကိုင်းတဲ့ကြောင်းအာဘက်တဲ့ကြောင်းလှူပေးသူများလည်းအကျိုးထက်အပြစ်ပိုများကြောင်း post ဖက်ပြီးချိန်မှစ၍စာသင်သားယဟန်ကိုပတ်စံမလှူခြင်းတော့ပါဖရာမလှူလျင်မီတို့အပြစ်ဖြစ်နိုင်ပါတယ်လေဖရာစာသင်သားယဟန်ကိုလည်းမလှူဖြစ်ကြောင်းဘယ်လိုလျှောက်ထားရပါမလဲဖရာ ။စာတင်သားယဟန်နေခုရပိုင်းစကားမပြောဖြစ်တော့ပါဖေ။အမားပိုင်းခွလတော်ဘူး။ဟုတ်ကဲ့။ဖုန်းကြီးအမှုပတ်တော်မှာပဲအဲ့ဒါပဲ။အဲဦးသိန်းစန္ဒကတော့အဆက်အောင်လူသိချင်ပါတယ်။မဲဆက်ရင်တော့ဦးသိန်းတို့မတိုက်တွန်းပါဘူး။တိုက်တွန်းရင်ဦးသိန်းတို့မှာဝင်းဒီမှာလေ။ဟိုအကပိယသမာဒနာဒုက္ခအဘယ်ဆိုတာရှိတယ်။မဲဆက်တာကိုကိုယ်တိုင်နဲ့လှုပ်လို့မရအောင်။မအပ်ဆက်တာကိုလည်းသူများကိုခိုင်းလို့လည်းမရဘူးတိုက်တွန်းလို့လည်းမရဘူးခုနကဦးစင်းခုနဆုံးတော့ပြောပါရဟန်းရဲ့လုပ်ငန်းက ုသိုလ်ဖြစ်အောင်ကိုယ်လည်းလုပ်ရတယ်သူမြောက်လည်းကုသိုလ်ဖြစ်အောင်တိုက်တွန်းရတာအဲ့တော့မအပ်တဲ့လုပ်ငန်းဆိုရင်ကိုယ်လည်းမလုပ်ပါဘူးသူမြောက်လည်းမခံရဘူးဝိနည်းရလည်းအပ်တဲ့နဲ့အဘိဓမ္မာသဘောတရားလည်းအကုသိုလ်ဖြစ်တယ်အဲ့တော့ဦးဇင်းတို့ကငွေလူဖို့တိုက်တွန်းလို့မရပါဘူးအဲ့တော့ဦးဇင်းတို့ကတော့အဲ့ဆက်ဆက်လူဖို့ပဲတိုက်တွန်းဆိုတော့တင်းလူပါတယ်ပေါ့နော်အဲ့တော့အခွင့်အခါကြုံလို့ရှိရင်တော့အဲ့ဆက်ဆက်လူမဲလို့ပဲနှလုံးသွင်းစေချင်ပါတယ် အဲ့ရန်တော်နဲ့ဂျုံတဲ့အခါကိုကဂတိပေးတတ်တာဆိုလို့ရှိရင်ကိုကလူကျင်တဲ့စိတ်လည်းရှိသေးတယ်ဆိုရင်တော့ asset တဲ့ကိကပြက်ကရကတွေရှိခဲ့သေးရှိတော့အဲ့ okay နိုင်ငံခြားမှာဆိုရင်နိုင်ငံခြားသူလက်ခံမဲ့ကပ္ပိယရှိခဲ့တယ်ဆိုရင်ကပ္ပိယကလည်းတစင်လူတန်းစီလိုပါတယ်အကေကပ္ပိယမရှိဘူးဆိုလို့ရှိရင်လည်းဂျုံတဲ့အခါမှာ asset တဲ့ PC ဆက်ကက်စီလိုပါတယ်နော်ဒါဥစ္စာလို asset လူပဲတိုက်တွန်းလိုပါတယ်အကေဘလို့မှလူဖို့အခွင့်အရေးမကြုံကိုယ်စိတ်ကလည်းလူကျင်တဲ့စိတ်မရှိရင်တော့ပုံမှန်လည်းချက်လိုက်လို့ရပါတယ်ဒါတော့ကိစ္စမရှိဘူးလေဘာသာဟိုဒါက အကုသဖြစ်သွားတဲ့အဖြစ်လည်းမဟုတ်တဲ့အခါကျတော့တပြီတော့မလူတန်းတော်ဘူးဆိုတဲ့အကြောင်းနဲ့ပုံမှန်လေးနဲ့၆လို့ရပါတယ်ဘာမှမဖြစ်ပါဘူးရှင်ဖေဟာမင်္ဂလာဆောင်ဆုံးကပ်မှာယဟန်ကိုဆုံးကပ်ပါတယ်ဖေဟာရေစက်ချတရားဟောနေစဉ်တရားဟောနေတဲ့ယဟန်ကိုရိုင်းကမှတ်တမ်းတင်တက်ပုံရယူနေပါတယ်ဖေဟာဒီလိုပြုမှုမျိုးတွေဟာယဟန်တပါးအနေနဲ့လှုပ်အပ်ပါသလားဖေဟာမှတ်တမ်းတင်တာကတော့ဦးဇင်းတို့အဘက်တင်တယ်လို့တော့ကျတော်တော့မရပါဘူးဒါပေမဲ့အင်ဂျူရီသိက္ခာရှိတယ်ပေါ့နော် ဟိုလူတွေအတွက်ဆိုရင်တော့ယဟန်နေမလုပ်ကောင်းပါဘူးကိုကိုအကြောင်းတိုက်အတွက်မတန်းယူတာဆိုရင်တော့ရတယ်လူတွေအတွက်ရိုက်ဓပုံရိုက်ပေးတာတော့မလုပ်ကောင်းဘူးတော့ယဟန်တော်တွေကလူတွေရဲ့အခိုင်းအစီကြုံမဟုတ်ဘူးလေအဲကြောင့်လူတွေအတွက်ရိုက်ပေးတယ်ဆိုတာမျိုးမဖြစ်စေရဘူးအကြောင်းတိုက်အတွက်မတန်းယူတယ်ဆိုရင်တော့ရတယ်ဒါပေမဲ့ဦးဇင်းတို့မဟာဒီဆယ်ရောကြီးခဏခဏပြောလေးတစ်ခုရှိတာကဝီနီတော်ရအရာအပ်ပေမဲ့ဦးဇင်းတို့တာတုပမဖြစ်ရင်မလုပ်တင်ဘူးဆိုပေမဲ့ဆရာတော်မကြခဏပြောလေးရှိပါတယ် ော်အဲ့တော့ကြောင့်ငါတို့ကဝင်းနီးတော်ကလွတ်အပ်တယ်ဆိုရင်အကုန်လုတ်တယ်ကွာဆိုတဲ့ပုံစံတွေလုံးစုံတွေ့ဘူးပါလားမဟုတ်ဘူးဦးစင်းတို့ကတုတ်တန်ကျင်းဝင်ဆိုတာလည်းရှိတယ်ပြိတမကျင်းဝင်လည်းဆိုတာရှိတယ်ယဟန်တပားဒီဝင်းနီးတစ်ခုတည်းထဲဝင်နေမပြီးပါအောင်တုတ်တန်စီကံတွေလည်းလိုက်နာရတယ်အပြိတမသဘောတရားတွေလည်းလိုက်နာကျင်သုံးရပါတယ်ဒါမှဦးစင်းတို့ပြည့်စုံတဲ့ယဟန်တပားဖြစ်ပါတယ်နော်အဲ့တော့ငါတို့ကဝင်းနီးမှလွဲလို့ကျန်တာမလိုက်နာဘူးဆိုရင်လည်းမဟုတ်သေးပါအောင်အဲကြောင့်ဦးစင်းတို့ဝင်းနီးတော်ကအခက်တိတိုင်အောင်ကြီးညိုစရာမကောင်းရင်မလုပ်ရပါဘူးနော်သူများကဲစရာဖြစ်မယ်ပြောစရာဖြစ်မယ်အချင်းညိုပြတ်နေနိုင်လဲဆိုရင်ခြောင်တဲ့ပါတယ်ဒါမှမဟုတ်ရှေရောကြီးကဩဝါဒပေးတယ်ရှိပါတယ်နော် ဘယ်လိုဘယ်လိုဘယ်လိုပြောရလဲဘယ်လိုပြောရလဲနည်းပြောပါဦးနားမလဲလိုက်လို့ဖုန်းကြီးရပို့စပေးတာလားအဲ့ဒီမှာပြဖုန်းကြီးကနေပြောလीဟိုဘလို့ဘလို့အင်ဒီပုံစံလေးနဲ့ဓာတ်ပုံရိုက်လို့တက်တော်လဲပြပါဘော။ရဟန်းဆိုတော့အင်ဒီရှာချာရပဲပေါ့နော်။ကိုယ့်ဘာကိုလက်လာပဲရှာမလားကင်မရာကိုပဲကြည့်မလားပုံမှန်လေးပေါ့။လူတွေလို့လက်ကားရရှိကားရတော့ပဲကောင်းမလဲပေါ့နော်။ရဟန်းဆိုတော့ကြီးညိုကြမကောင်းအောင်နေရမှာလေ။ဘာတော့ကိုယ့်ကိုကြည့်လိုက်တော့အပြင်လူတွေမှာကုသိုလ်ဖြစ်စေတဲ့ပုံတွေပဲဖြစ်စေရမှာလေ။အဲ့တော့ကိုယ့်ကိုကြည့်ပြီးလူတွေမှာအကုသိုလ်ဖြစ်သွားတယ်ဆိုတာတော့မဖြစ်သင့်ဘူးလေ။ ်ဟဲ့ဆိုတာကကိုကိုခုနဦးသိန်းပြောခဲ့တယ်လို့ကိုကိုတိုင်းလည်းငြင်းချမ်းပြီသူများကလည်းငြင်းချမ်းစီရမယ်ဆိုတဲ့မူဝါဒရှိတဲ့အတွက်ကြောင့်ကိုကိုကြည့်လိုက်လို့ချင်းလူတွေမှာကုသဖြစ်နေရမှာပေါ့နော်အဲဒါကြောင့်ဦးသိန်းတို့အကုသဖြစ်စေတဲ့မြင်ကွင်းမျိုးကတော့ခြုံတင်တယ်ဒါကြောင့်ဦးသိန်းတို့ Facebook ပေါ်ဒီမှာဆိုရင်လို့ချင်းလည်းလူမျိုးမြင်ကွင်းတွေမှာဆိုလို့ချင်းဒါမတော်တဲ့ပုံတွေဆိုတင်ကုန်မတင်တင်တာလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ဝါသနာပါလို့တက်ပုံရရင်လည်းရိုက်ဦးသိန်းတို့မဆိုးလို့ဒါပေမဲ့လူမြင်ကွင်းမှာတော့ချမပြတင်ဘူးလေနော်ဘာသာယနေ့ခေတ် online ပေါ်မှာကတက္ကပါလုံးပြသွားတာဆိုတော့ဘာသာကြားတွေလည်းမြင်လို့ရှိရင်သာသနာကိုအထင်သေးတယ်လေ တော့ပျော်စီပျက်စီဖြစ်စီတမင်တကာဖြစ်စီဘလို့မှကိုမတင်သင့်ဘူးအောင်ကြည်ညိုစရာကောင်းတဲ့ပုံတွေဆိုတင်ပါဦးစကိစ္စမရှိဘူးကောင်းတဲ့သာသနာပုံရိပ်တွေဆိုတင်ကောင်းတယ်အဲ့ဒါတော့